Hello everyone. Guess it how Lenny ပြန်လိုက်ကြိုဆိုလိုက်ပါဒီနေ့ reading လေးကတော့ true ချာချာ situation ship reading ပေါ့เนาะ so guess situation ship ဆိုပြီးတော့ gowns in တက်ပြီးတော့ reading ကြည့်ပေးတာတော်တော်ရှားတယ်เนาะဟိုမှာ x to crash to current relationship တို့ဆိုတာက guess ခဏခဏကြည့်ပေးရပေါ့เนาะ no contact တို့ဆိုတာအများကြီးပဲ video တွေဒါပေမဲ့ situation ship ဆိုရင် gowns in နဲ့ကြည့်ပေးတာဒါရှားတယ်ပေါ့เนาะဆိုတော့ဒီနေ့ကတော့ situation ship reading လေးဖြစ်ပါမယ် so guess တို့ကြည့်ကြည့်အောင်ဒါ general collective reading ဖြစ်တဲ့အကြောင်းမလို့ဒီ video ကိုကြည့်နေတဲ့သူတွေအတွက်ဒီ message က um universe ကပို့လိုက်တာမျိုးပေါ့နော်ဒီ video လေးကိုဆိုတော့ကိုနဲ့ energy ကိုင်ကြီးတလောက်ပဲယူပေးပါ energy လုံးဝမကိုက်ဘူးလို့ခံစားရတဲ့အရာဆိုလို့ရှိရင်ယူစရာမလိုဘူးပေါ့နော်အဲ့ဒါကတခြားသူတွေအတွက်ဖြစ်ပါလိမ့်မယ်ဆိုတော့ကြည့်ကြည့်ရအောင် situation ship reading situation sisters spirit guides angels ဆိုတော့အခုဗီဒီယိုကိုကြည့်နေတဲ့ collective study တူလား situation ship reading situation ship နဲ့အဆင့်တိုးပါလားနော်သူဘက်ကကိုယ်ပေါ်မှာစိတ်ဝင်စားမှုရှိလားသူနဲ့ဘလို့အခြေအနေတွေဆက်ပြီးဖြစ်ဖို့ရှိလဲပေါ့နော်သူမှာတပ်ပါတီရှိနေလားဆိုပြီးတော့ gas ကအစုံရှိပေးမှာပေါ့နော်ဆိုတော့ဒါလေးကတော့ gas to full tarot ပုံစံလေးနဲ့ gas ကြည့်ပေးမယ်ဆိုတော့ full tarot reading လေးဖြစ်လိမ့်မယ်ပေါ့နော်ကြည့်ကြည့်ရအောင် ပင်ရေးကိုပိုင်းပါစင်နဲ့ footer reading လေးကြည့်ချင်တယ်ဆို gas account နဲ့မှာလာပြီးတော့မေးလို့ရပါတယ် fees တွေကကြောင့်ဆယ်ရက်စောင့်နိုင်တယ်ဆိုရင်2000ခွဲပေါ့နော်အကယ်၍3ရက်အတွင်းသိချင်တာဆိုရင်3000ခွဲအကယ်၍ဒီနေ့ညရင်ချင်းသိချင်တာမျိုးဆိုလို့ရှိရင်9000ကျပ်ပေါ့နော်ဆက်ကြည့်ကြည့်ရအောင် situation ship reading Oh, Knight of Wands ကြာထားတယ်။ Okay. နိုင်ထောင်ဖွန်ဆိုတာ passion ရှိတဲ့ attraction ရှိတဲ့တယောက်ပေါ်တယောက်စိတ်ဝင်စားမှုရှိတယ်8 of wands okay စကားပြောစုဆက်သွယ်ရ communication အရန်ကောင်းတယ်เนาะနှစ်ယောက်ကြားထဲမှာစကားပြောလို့အရန်ကောင်းတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဆက်ပြည့်ကြည့်ကြည့်ရအောင် ace of cups reverse okay ဆိုတော့တပတ်လူပုဂ္ဂိုလ်ကအပြည့်အဝတော့ယုံကြည်လို့မရတဲ့ပုံစံမျိုးလေးဖြစ်နေတယ်เนาะသူရဲ့အာစိတ်ထဲမှာပေါ့เนาะဘာညာတွေးနေလဲပေါ့เนาะ the hanged man โอเคဆိုအပြန်လဲနားလည်မှုလည်းရှိရဲ cancerally ဒီလူတွေကတော့တော်တော်လေးကို chemistry ကြိုက်တဲ့ပုံစံမျိုးလေးဆိုတော့ကိုကိုဘက်ကအများကြီးမျောလင့်နေပြီပေါ့နော်ဒီ connection ကိုလေကိုဘက်ကအများကြီးမျောလင့်နေပြီအာကိုဘက်ကဒါ something serious ပေါ့ commitment နေပါတယ်ဒီကိုဘက်ကသွားချင်နေပြီဆိုတဲ့ပုံစံမျိုးလေး gastric ရတယ်ဆိုတော့ oh the tower ကြထားတယ် okay ီခနရှင်ကဒီဆယ်လပိုင်း၁၇လပိုင်းလေးကိုအထူးဂရုစိုက်ရမှာပေါ့နော်ဆယ်လပိုင်း၁၇လပိုင်းကိုမှဟိုဘယ်လိုပြောရမလဲဟိုအဆင်ပြေပြေနဲ့ကြော်လွှားသွားနိုင်မယ်ဆိုရင်ပေါ့နော်ဆိုတော့အဆင်ပြေပြေနဲ့ဆိုတာဥမာဟိုမကွဲပြတ်သွားပဲနဲ့ပေါ့နော် no contact တွေပါတွေမဖြစ်ဘဲနဲ့၁၂လပိုင်းအထိပေါ့နော်နှစ်ယောက်ကတွေ့ဖြစ်တဲ့ပြန်မှလည်းတွေ့ဖြစ်မယ်နော်စကားတွေအများနဲ့ပြောဖြစ်မယ်ဗီဒီယိုကောတွေခေါ်ဖြစ်မယ်ဆိုရင်တော့အမ် အဆင်ပြေနိုင်တယ်ပေါ့နော်ဒါပေမဲ့ကက်စထရီယာဘလော့ကဒီဆယ်လာပိုင်း၁၇လပိုင်းမှာအချင်းချင်းပြဿနာတက်ဖို့ရှိရလို့ကက်စမြင်နေနော်ချင်းချင်းပြဿနာတက်ဖို့ရှိနေဆက်ပြီးကြည့်ကြည့်ရအောင် Oh the emperor okay ဆိုတော့အတပန်းလူကကို့ပေါ့နော်ပို့ပို့တန်တန်တွေးတာမျိုးတော့မဟုတ်ဘူးသူလဲကို့ပေါ့အလေးနက်ထားတဲ့ပုံစံမျိုးလေးကက်စတီထဲမှာတွေးရတယ်နော် ူဘက်ကလည်းအလေးနက်ထားရလို့တော့ gas မြင်နေဆက်ပြေးကြည့်ကြည့်ရအောင် for source reverse ကြာထားရင်အဲ့တော့ကိုနဲ့စကားမပြောရရင်ကိုကိုလွမ်းနေတတိယစိတ်ရှိရပေါ့နော်တပတ်လူကอืมဆွဆွလလန်းရှိတဲ့ energy မျိုးလေးကိုတော့ရတယ်ဆိုတော့အရင်ကြီးဟိုပစ္စလက်ခ connection မျိုးတော့မဟုတ်ဘူးပေါ့နော် six of pentacles reverse ိုကလေသူမပေးနိုင်တာကိုလိုချင်နေတဲ့ပုံစံမျိုးတွေ့ရတယ်။နော်။ဆိုတော့သူပေးနိုင်တာထက်ကိုကအများကြီးပို့ပြီးတော့လိုချင်တာလည်းဖြစ်နိုင်တယ်။နော်။ဆက်ပြီးတော့ကြည့်ရအောင်။ Three cups reverse. Okay. So uh the body situation ဖြစ်နိုင်နေပေါ့နော်။ ဘာလဲဆိုတော့ gas ဒီထဲမှာတွေ့ရတဲ့လောက်ကသူကဥမာ fast connection ကနေပြော move on မလုပ်နိုင်သေးတဲ့အချိန်မှာကိုနဲ့တွေ့တယ်။ကိုကကျတော့သူ့ fast connection ကိုလုံးဝဆွန့်လွတ်ပြီးတော့ကိုစီကိုလုံးဝလာစေချင်တယ်ဒါပေမဲ့သူအဲ့ဒါကိုမလုပ်နိုင်သေးဘူးပေါ့နော်။အဲ့လိုဖြစ်နေတဲ့အချိန်ကြီးမျိုးကိုတွေ့ရတယ်။10 of 13 first committed relationship ကိုရောက်သွားတဲ့သူဆယ်ရာခိုင်နှုန်းပဲရှိမယ်เนาะဒီ reading ကိုကြည့်နေတဲ့တွေတဲ့ကအယောက်တရာမှာ ပြောမယ်ဆိုရင်အာ10ယောက်ပေါ့နော်အယောက်တရာမှာ10ယောက်နော်အဲ့လောက်ပဲ committed relationship တွဲတဲ့အခြေအနေ ठी ပေါ့နော်ရီးစားတွေဖြစ်တဲ့ ठी သွားနိုင်လိမ့်မယ်ကြံတဲ့90ရာခိုင်နှုန်းကရီးစားတွေမဖြစ်ပဲ क्वे သွားတဲ့ပုံစံမျိုးလေးကိုမြင်ရတယ် क्वे တဲ့နေရာမှာလဲတော်တော်ကိုပြဿနာအကြီးကျယ်တက်ပြီး क्वे တာမျိုးပေါ့နော်အဲ့လိုမျိုးအပြန်လန်းအမုန်းစကားတွေဆိုပြီးတော့ क्वे တာမျိုးပေါ့နော်ရှိနိုင်တယ် fiber source က over energy ကြထားပါတော့။ဒါပေမဲ့ကို့အနေနဲ့ပေါ့ဥမာ तू อ่ะကို့ကိုအဲ့လိုအပျော်ပဲလား flat ဖို့ပဲလားဟိုစဉ်းစားတာပေါ့နော်မလေးနက်ဘူးလားပေါ့ကို့အဲ့လိုတွေးတာမျိုးဆိုရင်တော့မဟုတ်ဘူးနော် तू อ่ะကို့အပေါ်မှာလေးနက်မှုလေးတော့ရှိနေတယ်ဒါပေမဲ့အာ तू ကို့လိုချင်တာကို तू မပေးနိုင်တာများတယ်လို့ guess တွေ့နော်ဆိုတော့ um ဒီကက်ဒီအရာပေါ့နော်ပြောမယ်ဆို तू ကလေကိုကပို့ပြီးတော့လောဘတက်လေလေ तू ကဝင်ထုတ်ဝင်ပို့ဖြစ်လေလေပေါ့နော်အဲ့လိုဖြစ်တာနော်ဆိုတော့ကိုလိုချင်တာကိုရဖို့ကဒါအယောက်150ယောက်ပဲရလိမ့်မယ်ပေါ့နော်ကျန်တဲ့60ကတော့ကိုလိုချင်တာရမှာမဟုတ်ဘူးလို့ guess ဒီထဲမှာတွေ့ရင်ဆိုတော့ဒီလူကတပတ်ဒီ situation ကနေပြီးတော့လွတ်မြောက်ဖို့ကြိုးစားနေတယ်နော်အမ်သူရဲ့ past condition တခုခုကနေပြီးတော့သူ maybe သူ x ကပြန်လာရင်ပြန်လာတဲ့ x ကိုသူအနေနဲ့လုံးဝပြန်လက်မခံဘူးပေါ့နော်အဲ့လိုနေနေရလဲဖြစ်နိုင်နေဒါဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် gas ကတော့သူစူးစမ်းနေတဲ့ energy စူးစမ်းပြီးုံထွက်နေတဲ့ energy လေးကိုတော့မြင်ရတယ်နော် okay so the gas story my yadamya energy အားလုံးအားလုံးပြောပြထားပါတော့เนาะသူနဲ့ကိုနဲ့က okay gas ကြီးကြီးရအောင်ပို့ပြီးတော့အဆင်ပြေအောင်ကိုဘာလုပ်လို့ရမလဲပေါ့เนาะအဲ့ဒါလေးကို gas ထပ်ပြီးတော့ကြည့်ပေးမယ်เนาะ လူနဲ့ကိုယ်နဲ့ပို့အဆင်ပြေအောင်မလုပ်လို့ရမလဲ Oh King of Cups ကဲစကားဒီမှာ PG1 ပေါ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပဲနေပါဟမ်းမဆောင်ပါနဲ့ ုနှလုံးသားတွေကအတိုင်းပဲနေပါနှလုံးသားတွေကအတိုင်းပဲသူ့ကိုပြောပါပေါ့နော် the harrowfen reverse ချထားခြင်းအဖြစ်သူနဲ့ကိုနဲ့ကအယူဆကွဲလွဲတယ်နော်လူမျိုးကွဲပါလားကွဲပြီးပါနိုင်တယ်ဒီထဲမှာပေါ့နော်အယူဆထင်မြင်ယူဆကွဲလွဲတယ်လောကကြီးကိုမြင်တဲ့ရှုထောင့်ခြင်းကွာခြားနေရပေါ့နော်ဆိုတော့သူ့ဘက်ကိုနားလည်ပေးဖို့ကြိုးစားပါ နော်ဒီမှာ the sun energy လေးကြားထားတယ် ပျော့ပျော့ရွှင်ရွှင်နေပါနော်ပျော့အောင်နေပါအာပျော့ရွှင်ကိုကအမြဲတမ်းပျော့ရွှင်နေရယ်ကိုကအမြဲတမ်းအင်းချမ်းနေရယ်ဆိုလို့ရှိရင်တစ်ဖက်လူလဲကိုအနားမှာနေချင်တာပေါ့နော်အမြဲတမ်းပူလောင်နေတဲ့လူအနားမှာကြောက်ဘူးမှမနေချင်ဘူးလေဆိုတော့အမြဲတမ်းပျော့ရွှင်အောင်နေပါအမြဲတမ်းတက်တက်ကြွကြွနေလင်းလက်တောက်ပါနေအောင်နေပါလို့တော့ guest ဒီထဲမှာအကြံပြုချင်ပါတယ်နော်โอเคဆိုတော့ဒါလေးကတော့အမ် သူကိုစီကိုရောက်လာအောင်လို့ပေါ့နော်ဒါဟိုဆွဲဆောင်လို့ရတဲ့အရာပေါ့နော်အဲ့ဒါကတော့ပျော်ရွှင်ခြင်းပေါ့နော်သူ့ကိုပျော်အောင်ထားကိုလည်းပျော်အောင်နေအဲ့လိုမျိုးဆိုရှင်အစီအပြေတချို့ကျတော့လေတစ်ချိန်လုံးတော့ ngày လိုက်ပြီးတော့နှစ်ဘူးနှစ်စားတိုက်ကြီးတွေကြအလိုက်ပြီးတော့ဥမာသူများရဲ့ဗလိန်လိုက်တည်ရမလားလို့သူများရဲ့အစင်မပြေရဲ့အကြောင်းရင်ဖွင့်လိုက်ရဲ့အဲ့လိုမျိုးလူတွေများတယ်ပြောမစို့အပူတွေစုနေတဲ့သူတွေကများတယ်ပေါ့နော်ဆိုတော့အပူတွေစုနေတဲ့သူမျိုးမဖြစ်ပါစေနဲ့လို့ guest ထဲမှာပြောချင်တယ်နော် Okay ဆိုတော့ gas and energy အားလုံးအားလုံးပြောပြထားဖြစ်ပါတယ်။ um energy guide တယ်ဆိုလို့ရှိရင် comment တွေမှာလည်းပြောခဲ့ပါနောက်ထပ် bear reading လေးတွေသိချင်လဲပေါ့နော်။သိချင်တဲ့ reading လေးရှိလို့ရှိရင်လည်း gas ကိုပြောခဲ့လို့ရပါတယ်။ personal reading မြင်ချင်တာဆိုရင်တော့ဒီနေရာလေးကလာပြောဆက်သွယ်ပေးပါ။ဒါဆို gas တို့နောက်ထပ် reading တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်နော်။ Bye bye